ရောင်းပါရဲ့ကိုဟိုအရှိဈေးတဲ့တွေရံများတော့လေဒါပေမဲ့ညီမကဒါတော့တက်တယ်ပဲရှိရဲ့အဲတပွဲဘယ်လောက်ရောင်းလဲအဲ3000ရောင်းနေ9000ရောင်းနေကိုပြောရဲဈေးရောင်းပါတက်ပြီနောက်နေ့လည်းရောင်းပါမို့ရောင်းပါဒီမဲ့ရှိတဲ့ဆိုတော့ကြောင်းပြမှာပေါ့ဘာရောင်းလို့စဉ်းစားထားသေးလဲနောက်နေ့ကျတော့အဲတုံးပြရလို့ခောက်ဆက်ကြကြတဲ့ကြော်လို့ရောင်းလို့စဉ်းစားရတာဝင်းမာတယ်ဟိုကတနေ့6 6တင်9တင်ရပုံမှန် င်းနေရတော့သိန်း40ဘူးလောက်ရောင်းရတယ်နောက်ရက်တည်းကျတော့ပါပါတယ်စက်သိန်းဘူးတော့ခုနှစ်သိန်းဘူးအဲ့လိုပြောရအောင် တော့ကျွန်တော်တို့ဒါတပိုက်တည်းတိတ်မကွာဘူးပြမတိမ်မငိမ့်လေးတွေပဲကောက်ကြတယ်ဟိုပွဲအားစီတဲ့ရက်ဆိုင်ကတအားများတဲ့ရက်ဆိုတော့ကျွန်တော်9000တုံးပေါ့ဒီကြားရက်လေးတွေနည်းနည်းလေးလူနေရင်တော့3000ဒီတော့အမျိုးပေါ်ညိနိုင်ပြီးကောက်ကြတာပဲကျွန်တော်တို့အတိတ်အတိတ်ကြီးကောက်တာမဟုတ်ဘူးတခြားနေရာတွေဘက်မှာကြတော့ဘယ်လိုလဲကောက်ညားတဲ့မရေပါတော့ကျွန်တော်ကြတာတော့တချို့ဆိုရင်ဆိုင်ကယ်ဆိုရင်တထောင် ကားဆိုရင်9000အဲ့လိုတော့ကြားတယ်ကျွန်တော်အတိအကျတော့မသိဘူးကြားသူများပြောတန်ကြားတာပဲကြည်တာသူတတ်နိုင်တယ်လို့သူတုံးကြတာတတ်နိုင်တယ်လို့တော့ဘုံတုံးကြတာဗျာမတတ်နိုင်တယ်လို့တော့ပွဲလဲပြီးကိုတတ်နိုင်တာလေးစားတောက်ပြီးဝယ်ပြီးပြန်ကြတာဒါလောက်ပါပဲတတ်နိုင်တယ်လို့တော့ဘုံတုံးကြတာပဲဒါလောက်ပါပဲတထေးတွေဆိုတော့ပဲမလဲမချိတဲ့လူတွေတွားပြီးတော့မှသူလဲပတ်မယ်သူတို့ဝယ်နိုင်တာလေးစားနိုင်တာလေးစားမယ်ရှိတဲ့သူတော့ကောင်းကောင်းစားမယ်ကောင်းတဲ့နေရာတွေတွားမယ်ဒါပါဒါလောက်ပါပဲ အော်မုံကြီးမောင်းရောင်းတာရှင်ဟုတ်ကဲ့ရောင်းရတော့အော်ဖွင့်ဖွင့်နေရတော့ပူရောင်းရတယ်ကိုဒီအခုရက်ပိုင်းနဲ့နေတော့ပါယ်ဈေးတဲ့တွေရံများတော့လေဒါမဲ့ညီမကဒါတော့တက်တယ်ပဲရှိရင်အဲတပွဲဘယ်လောက်ရောင်းလဲအဲ3000ရောင်းနေ9000ရောင်းနေကိုကျွန်တော်ကြောင်းနေဈေးလေးရောင်းရင်းပေါ့ ဟုတ်တယ်တမီးလို့တစ်ခါဒါဝယ်ရဟိုဟာ600 900လေးကာကအသွားပြန်6000ကြာဆိုတော့တစ်ထောင်ရောက်မှကိုင်မှာမလို့တစ်ထောင်ပုံမှန်ဈေးပဲဈေးတက်ဘာမတက်ဘူးရှင်တမီးပုံမှန်ဈေးပဲပြောရဲဈေးရောင်းပါတယ်တမီးနောက်နေ့လည်းရောင်းပါပေါ့ရောင်းပါဒီမဲ့ရှိသေးတယ်ဆိုတော့ရောင်းပြမှာပေါ့ဘာရောင်းလို့စဉ်းစားထားသေးလဲနောက်နေ့ကျတော့အဲတုံးပြရလို့ခောက်ဆက်ကြကြတဲ့ကြော်လို့ရောင်းလို့စဉ်းစားထားတယ် ောင်းပါတယ်။အဲ့တော့ရောင်းမှတော့ရောကျင်းကတဲ့စာရဲ့။ကောင်းပါ။အဲ့တော့ပို့ပြီးတော့ပြောရတာပေါ့။ပြောရတယ်။မိဘမြန်ကြည့်ရင်းနဲ့ပေါ့။မကြည့်ပါဘူးဒီတိုင်းမှာပဲကုံစိမ်းတော့ကုံစိမ်းတော့နဲ့လိုက်ပို့။ဘလို့လဲတင်ရောင်းမတာဘူး။ဆိုင်ကန်းကဒီနားလေး၁၀သိန်းပေးရတယ်။ဝင်းမာတယ်ဟိုကတနေ့၄ငါး၆သိန်း၇သိန်းရပုံမှန်။ညောင်ချွေရချက်အဲကျောင်းကကြားပြီးသားဒီနေ့မှလားဒီနေ့မှ ဘယ်လိုစိတ်ပြေရတော့လဲဟုတ်အမိတို့အရင်ရောင်ဖွေးခြင်းအဲ့ဒါနဲ့လက်ရောင်းကြည်ညောင်အတော့ပုံမှန်ပဲရှင်တည်လဲရောင်မကောင်းမျိုးလည်းမဟုတ်တည်တည်ပုံမှန်ပဲရှင်ဒါရောင်ကောင်းမျိုးလည်းမဟုတ်တနေ့တော့ဘယ်လောက်ဖွေးရောင်းရလဲတနေ့တော့ရောင်အားကောင်းရင်တော့2သိန်းဖူးလောက်3သိန်းဖူးလောက်ရောင်းရရှင်အဲ့ဒါပိုင်းတော့6 6တောင်းအဲ့လောက်ပဲရောင်းရတယ်ဒီနောက်တွေအရေးကြီးတယ်ဆိုပြီးတော့ပြောတဲ့ဒီ live မှာလူတွေရောဘယ်လိုမျိုးပြောပြခြင်းလဲပေါ့ စီကြီးတယ်ဆိုတော့သူစင်းတယ်သူပါပဲလို့နော်သူအရင်အနည်းနဲ့သူကုံစင်းလုံးနဲ့သူပါပဲလို့ဒီဟော့ဒေါ့ကြောင်းတွေရောဟိုမှာဟာမကာတွေရောယင်းနှစ်သမင်းလိုက်တွေရောအစုံရောင်းပါလေကျင်း အဲ့ဆိုတော့ဒါပထမဆုံးရောက်လာရရဘူးလားမလဲဘူးအကူကပထမရောက်ဘူးလားအဲ့တော့တောင်းကြမမရောက်ရတာဘလို့ခံစားရလဲပြောပါလေအော်တနည်းနည်းရောင်းအောင်ဘလို့ရှိတယ်ရောင်းအောင်ကောင်းပါလေရှင်ဟုတ်လားလောက်ဝင်လေတနည်းကိုတနည်းကိုအဝင်နေရတော့သိန်း40ဘူးလောက်ရောင်းရတယ်နောက်ရက်တည်းကျတော့ပါပါတယ်စက်သိန်းမိုးတော့ခုနှစ်သိန်းကိုအဲ့လိုမျိုးရောင်းရပါတယ်ဈေးကြီးတယ်ဆိုတာလေဆိုင်ငန်းကနေတဲ့ဘာကြီးနဲ့ဆိုတော့အကုန်လုံးဈေးကအသက်သက်ရအကုန်ဈေးတက်တော့ဈေး နည်းနည်းပူရောင်းရတာပေါ့အပြင်နဲ့တော့မတူဘူးပေါ့အဲ့လိုကြောက်နောက်နေ့တွေလည်းရောင်းပါဦးမလားဟုတ်ကဲ့ရောင်းပါပါရှင်